ချမ်းသာကြောဝမှုတွေကိုဖော်ပြဖို့တင်ကိုတောင်းကြော်ဖို့ယတနာအပြည့်စီချဲထားတဲ့ဘဝနဲ့အခုလိုဆံဝန်ဘွဲ့တက်ယူခဲ့တဲ့ဇွဲထရဲ့ဒေါက်တာမလေးထက် အစင်းအောင်ချစ်မပြည့်စုံတဲ့နိုင်ငံကျော်ဇွဲထက်စင်ရနာဆိုင်ရဲ့တမီလေးမထက်တင်စအောင်ကအခုဆိုရင်တော့ဆံဝဘွက်ကိုရရှိသွားခဲ့ပြီဖြစ်ပါရဲ့ရှင်။ငွေကြေးဥစ္စာတနိုင်ကြတွေတောင်ရယူဖို့ခက်ခဲတဲ့ဒီလိုမျိုး MBBS ဘွက်ကိုတော့မထက်တင်စအောင်ကမန္တလေးစစ်တပ်ကတို့ကနေရရှိခဲ့တာဖြစ်ပါရဲ့။ဒါကြောင့်ဆံဝဘွက်လက်မှတ်နဲ့တူထဲဝါစွာလှပနေတဲ့ဒေါက်တာထက်တင်စအောင်ကိုစစ်တပ်ပြည်သက်တီအောင်လုံးကတော့အကုန်ပြုချီးကျူးနေခဲ့ကြပါရဲ့။အထူးသဖြင့် ဒေါက်တာထက်တင်ဆောင်ရဲ့မိဘနှစ်ပါးကလည်းတမိအလိမ္မာလေးအတွက်ဂုဏ်ယူမဆုံးတပြုံပြုံဖြစ်နေကြသလိုအကူကြီးနဲ့ရောင်းမဖြစ်သူတို့ကငွေသားပန်းစည်းကြီးနဲ့ surprise တိုက်ခါဂုဏ်ပြုချီးမြှင့်ပေးကြတာဖြစ်ပါတယ်။မိသားစုနဲ့အချင်းချင်းစိတ်တမှုလေးတွေကိုမြင်ရတာကချီးမြှင့်သူအလုံးကျေနွပ်ပီတိဖြစ်စေပါရဲ့ရှင်။ဒီလိုမျိုးချစ်ချင်းမြတ်တာတရားတွေကိုဥစ္စာပစ္စည်းအလုံးပြည့်ပြည့်စုံနေသလို MBBS ဘွဲ့မှာထပ်မံရရှိသွားခဲ့တာကြောင့်လည်းဒေါက်တာထက်တင်ဆောင်ရဲ့ဘွားကပြည့်ပြည့်စုံနေဆိုတာချက်ပိုနေပြီလို့တောင်ပြောရမလိုပါပဲနော်။ဒီလိုပြည့်ပြည့်စုံနေတဲ့သူမက ား MBBS ဘွဲ့ကိုတယောက်ရယူခဲ့တဲ့အချိန်မှာသူမဝတ်ဆင်ခဲ့တဲ့ယတနာတွေကရိုးရိုးရှင်းရှင်းလေးတွေကိုကသာဝတ်ဆင်ခဲ့တဲ့ဆိုပြီးပရိသတ်တွေကထင်နေကြတာဖြစ်ပါတယ်။အမှန်မှာတော့ဒေါက်တာထက်တင်ဆောင်ရဲ့ပခုံးချက်ကပွားရဲ့တံမိုးလေးတွင်တိမ်ပေါင်း၉၀၀၀နီးပါးတန်ကြီးရှိနေတာဖြစ်ပါတယ်။ပွားမှာစီရင်ထားတဲ့ကြောက်ရုံစုံကမိုးကုတ်ကျွန်းထွက်သဘောဝကြောက်မြင့်ယတနာစစ်စစ်တွေကိုပဲအသုံးပြုထားတာဖြစ်ပါတယ်ရှင်။ဒီလိုမျိုးတံမိုးကြီးမားတဲ့တွင်းထွက်ရတနာစစ်စစ်မျိုးစုံကိုအလုံးပေါင်း900လောက်နဲ့ဖန်တီးပုံဖော်ထားတာဖြစ်ပါတယ် ။ဒါကြောင့်လည်းဒီပုံမှန်တစ်ထည့်ရဲ့ကြံမိုးကတဲ့တိမ်မောင်း9000နီးပါးတန်ကြီးရှိသွားတာဖြစ်ပါတယ်။ဒီလိုမျိုးတံမိုးအဖြစ်တိမ်မောင်းများစွာအကုန်ကြခံချောက်လုပ်ထားတဲ့ဘဝကိုဘွေးယူတဲ့အချိန်မှာဆင်မြန်းခွင့်ရသူကဒေါက်တာထက်တင်စအောင်ကပထမဆုံးဖြစ်မဲ့ချင်ပါတယ်နော်။ သူမကဒီပွားလေးကိုဝယ်ယူအမတ်ကြအနေနဲ့ထောက်ရသိမ်းထားဖို့ရွယ်လာကြောင်းလဲအခုလိုမျိုးတံမိုးကြီးတဲ့ပွားတစ်ထည့်အဖြစ်အနုစိတ်ဖန်တီးချုပ်လုပ်ခဲ့တာပဲဖြစ်ပါတယ်။ဒါပြင်ဒေါက်တာထက်တင်ဆောင်ကတံမိုးကြီးတဲ့ရှေးချွန်းစိန်ကက်စိန်လဲဆွဲစိန်စတိုးတို့ကိုပါဝတ်ဆင်ခဲ့တယ်လို့သူမဝတ်ဆင်ထားတဲ့ရင်ပေါ်အင်းကြီးလေးမှာဆိုရင်လေရှေးစိန်ကျေသီးတွေကိုတော့ဝတ်ဆင်ပြီးတော့သူမရဲ့ခန်းနာချက်ဝါလှပမှုတွေနဲ့တူ MBPS ဘွက်ကိုတယောက်ရယူခဲ့တာပဲဖြစ်ပါတယ်။ ်အသုံးပြုထားတဲ့ယန္တနာတွေကအကိတ်ဒီဇိုင်းတွေမဟုတ်ပေမဲ့ရှေးစိန်တွေကိုအသုံးပြုထားတာကြောင့်တံမိုးကခံမှန်းမရလောက်အောင်မြပြနေခဲ့တာပဲဖြစ်ပါတယ်နိုင်ငံကျော်ဇွဲထက်ရဲ့အမွေဆက်ခံသူတတိမာလေးပြပြီးယန္တနာမျိုးစုံကိုအကြီးစားဆိုတဲ့ဒီဇိုင်းတွေစင်မြလို့ရတယ်ဆိုပေမဲ့ရွှေရှင်ပြီးတော့ထင်ွားတဲ့ဒီဇိုင်းတွေကိုသာဝတ်ဆင်သွားခဲ့တာကိုတွေ့ရပါတယ် ဒေါက်တာထက်တင်ဆောင်ကမန္တလာသူလေးပြီးပြီးရွှေချေချင်းလေးကလည်းမပါမဖြစ်ပါပဲနော်ဒီလိုမျိုးစစ်တရေရှိရှိလာပေါမှုတွေကိုချက်တိုးပြီးတော့ထဲဝါစီခဲ့တာကတော့သူမကန်ဆောင်ထားတဲ့ MBBS ဘောလက်မှတ်ပဲဖြစ်ပါတယ်တဖက်မှာဇွဲထက်ရဲ့အမွေဆက်ခံသူတတိမာလေးပြီးပြီးဘီယိုရီယာရူးကိုလည်းရယူထားသလိုတဖက်မှာလည်းဆီယံဝအလောက်ကိုဝါသနာပေါလုံးတာကြောင့်အခုလိုဆီယံဝဘွဲကိုရယူနိုင်အောင်ကြိုးစားခဲ့တာပဲဖြစ်ပါတယ် ငွေကြေးဥစ္စာပြည့်ပြည့်စုံမိသားဖြစ်တဲ့ဒေါက်တာထက်တင်ဆောင်ကတော့သူမအနေနဲ့အချိန်ကြာကြီးပေးဆက်ကရယူခဲ့တဲ့ဆီယောင်ပွဲနဲ့တူလူနာရီကိုငွေကြေးထက်စီရနာနဲ့ကုသပေးသွားမှာဖြစ်တယ်လို့လည်းသိရပါဗျ။ပြည်သက်ကြီးရောတိမောင်ကိုတောင်းကျော်ဘူးရတနာအဖြစ်စီချထားတဲ့ပွားနဲ့တူဆီယောင်ပွဲတက်ယူခဲ့တဲ့ဒေါက်တာမလီထက်တင်ဆောင်ကိုအကြနေကြပါပြီလား။ဒေါက်တာမလီထက်နဲ့ပတ်သက်ပြီးတော့ဗာမျာပြောချင်တာရှိလဲအောက်ကကမမပြောသွားပေးခဲ့ကြပါအောင်ရှင်။